ိတ်ရဲ့ဆန္ဒဆိုတာအမတ္တမကြီးမားတယ်လူတွေကဟိုအမတ်တမဲ့နေလို့ဆန္ဒဆိုတာကြီးမားတယ်ဆိုတာလူတွေကမသိဘူးကြီးလေတရားနာခြင်းနဲ့ဆန္ဒရှိတော့ဒီထိရောက်တာနော်နာခြင်းနဲ့ဆန္ဒမရှိဘူးဆိုရောက်ပါမလားရောက်ဘူးအဲ့ဒါဆန္ဒကပို့တယ်လို့ခေါ်တယ်နော်ဆန္ဒမရှိတဲ့သူကအိမ်မှာပဲနေမယ်လေ ဆန္ဒရှိတော့လူဟာဘလောက်ဝေဝေတရားပွဲဆိုရောက်လာဘာလို့လဲဆန္ဒရဲ့ဆွမ်းဆောင်မှုလို့ခေါ်အဲ့တော့ဆန္ဒရဲ့ကြီးမားမှုဟာအဆွမ်းဆောင်နိုင်မှုကဘလောက်ကြီးလဲဒီရာသာကြီးတာမဟုတ်ဘူးတခြားကိစ္စတွေလည်းပဲဆန္ဒဆိုတာကြီးတယ်အဲ့ဒါကြောင့်မလို့ဆန္ဒကိုအဓိပတိပစ္စယောလို့မြတ်စွာဘုရားကဆန္ဒအဓိပတိဆိုအဓိပတိတယ်မှာဟောတာရရှိတယ်အနောက်ပြီးတော့သံဒိဋ္ဌိပ္ပဆန္ဒဟာ စွမ်းဆောင်နိုင်တဲ့တကူရဲ့တကူဖြစ်စီအောင်မြင်မှုရဲ့အကြောင်းတရားလို့ဒီလိုခေါ်ထားတာရှိတယ်။အဲ့ဒါကြောင့်မို့လို့စိတ်ဆန္ဒဆိုတာအလွန်ကြီးမားတယ်ဒီတစ်ခုတည်းကြီးမားတာမဟုတ်ဘူးစိတ်ဆန္ဒရှိပြီဆိုလို့ရှိရင်ကလုချင်တာတွေဖြစ်လာတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဆန္ဒပြုတဲ့အနေနဲ့အလုပ်ရမယ်လို့ဆိုခန္ဓာလေးသဘောကိုဖတ်ပြထားတယ်ဘဝတုသဗ္ဗမင်္ဂလံ ရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓံနုဘဝေနသရတုခိဘွန်တုတေကြည့်ဆန္ဒပြုတာကိုကိုကိုနည်းနည်းမိုးတော့အမင်းရောက်လို့အိယာကချလိုက်ရင်ဆန္ဒပြုလိုက်ဘယ်လိုဆန္ဒပြုဘဝတုသဗ္ဗမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခံရောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်ုပ်တန်တာမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေ ဘလောက်ကောင်းတဲ့ဆန္ဒလဲเนาะသူများကိုနှိမ့်ဆက်ဖို့ပါရလားဒီထင်မှာအလွန်မောမြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်เนาะမင်္ဂလာနဲ့ပြည့်စုံပါစေရခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုယ်ကစောင့်ပါစေလို့သူလိုပြောတာဟုတ်ကဲ့ဒါကိုပြောမယ်ဆိုရင်နတ်အာကိုးတာလားလို့ဆိုတော့မဟုတ်ဘူးနတ်အာကိုးလို့ပြောတာမဟုတ်ဘူး နတ်တွေကလည်းလောကကိုဆောက်ရှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောက်ရှောက်တာတွေရှိလို့နတ်တွေကအမှတ်တမဲ့မနေပဲနဲ့ဆောက်ရှောက်ကြပါစေနတ်ကသာဆောက်ရှောက်တာလားဆိုတော့လူလူချင်းရောမဆောက်ရှောက်ဘူးလားဆောက်ရှောက်တယ်လေအိမ်သားမှလူတွေမှားသွားတာအိမ်ကိုကြည့်လိုက်စမ်းပါကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုတော့ဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲ။ကျောင်းကိစ္စရှိလို့ရှင်သတင်းပို့ပေးတယ်။ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲ အဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်ဆောက်လာမေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲအော်နတ်တွေကိုလည်းပဲကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်နတ်တွေရဲ့ဆောင်းရှောက်မှုရောမခံရဘူးလားဒါကလောကရဲ့တဘာဝပဲနော်ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုလာလုပ်ပြီမှာပဲအဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမြဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်ဘုံမှာခင်မင်ကြတယ်ခင်မင်တော့ ဆောင်းလျှောက်ပါလေဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနှက်ကနေထိနေဆောင်းလျှောက်ပေးလိုက်တယ်ပေါ့ဒါမျိုးကိုဆိုလိုတာเนาะ